စိတ်ပညာရှင်တွေရဲ့လေ့လာချက်အရာပေါ့လေဒီလူကောင်းဆိုတဲ့လူတွေမှာကောင်းတဲ့ကိုယ်ကျင့်တရားအချက်9ချက်ရှိတယ်ဒီအချက်9ချက်ကိုဆရာသမီးနဲ့မျှဝေခြင်းတာပါဟုတ်ကဲ့ပါဆရာအဲ့တော့လူကောင်းလို့ပြောလိုက်ရင်ရောပေါ့နော်သမီးရဲ့စိတ်ထဲမှာလူကောင်းဆိုတာဘယ်လိုလူမျိုးလို့သမီးကစဉ်းစားမိလဲတရားနဲ့တရားကိုစာနာနားလည်မှုပေးနိုင်ပြီတော့ပေါ့နော်အချင်းတီလာနဲ့ပြည့်စုံရင်တော့ဒါသမီးတို့တော့ဒါလူကောင်းလို့ပြောရမှာပေါ့နော်ဆရာဟုတ်ပြီအဲ့တော့သမီးက စာနာနားလေတာဟာလူကောင်းလို့ပြောတယ်เนาะအဲ့တော့ဒီမှာတော့စိတ်ပညာရှင်အချက်9ချက်ပြောသွားပါတယ်ဆိုတော့ဒီချက်9ချက်သမီးနဲ့ဝင်မြပါမယ်ဟုတ်ကဲ့ပါဆရာအဲ့တော့ဒီလူကောင်းဆိုတာလဲဆရာတို့ခဏခဏကြားမှုပါတယ်เนาะလူတော်လူကောင်းလူတော်လူကောင်းဆိုပြီးဒီနှစ်ခုကတွင်းနေပါတယ်အဲ့တော့မေးစရာရှိလာတာကဆရာဘာဖြစ်လို့လူကောင်းဆိုတာလို့ပြောရလဲလို့ပြောရင်မေးစရာရှိတာလူတော်နဲ့လူကောင်းဘာအရေးကြီးလဲလို့ပြောရင်တော့တော်တော်များများကတော့နှစ်ခုလုံးအရေးကြီးတာပဲလို့ပြောကြတယ်ဆရာကတော့ဆရာမေးလာရင်တော့ ဆရာကလူကောင်းတာပိုရေးကြည့်ရဲ့လို့ဆရာတော့ပြောချင်ပါလူကောင်းပိုရေးကြည့်တယ်နော်ဘလောက်တော်နေနေမကောင်းရင်လကားပဲနော်ကောင်းနေတဲ့လူကတော့နောက်ဆုံးတည်းကောင်းတာမလုံးနိုင်ရင်တော့မတော်တဲ့လုံးမလုံးနိုင်ရင်တော့သူများတော့ဒုက္ခမပေးဘူးဟုတ်ကဲ့ပါဆရာဒါကြောင့်မလို့နိုင်ငံသားကစိုင်းဆိုင်တောက်ပါလေပြောဖို့ပါတယ်လူတော်နဲ့လူကောင်းမှာတခုမရှိရဘူးဆိုရင်တဲ့တော်တာမရှိရင်နေပါစေကွာတဲ့ကောင်းတာကိုတော့လိုချင်တယ်လို့ပြောခဲ့ပါတယ်နော် ဒါနဲ့ပတ်သက်လို့လည်းတမိလည်းကြားဥတာတွေရှိပါပါเนาะရှိရင်လည်းဝင်မြပေးအောင်ဟုတ်ကဲ့ပါလူကောင်းဆိုလို့ရှိရင်တော့ဟိုတောင်မြို့မဟာခဏယုံဆရာတော်ဘုရားကြီးကဒါစိတ်ကောင်းရှိဖို့ကပထမဆိုပြီးတော့ဒီမှာဆရာတော်ကြီးကဒါပြောကြားထားပါတယ်ဆရာဟုတ်တယ်အဲ့တော့လူကောင်းကအရေးကြီးတယ်ပေါ့เนาะဒါကြောင့်မို့ဆရာတော်ဒီနေ့အစီအစဉ်မှာလူကောင်းဆိုတာဘယ်လိုအချက်တွေပိုင်ဆိုင်ရမှာလဲ ဒါစိတ်ပညာရှင်တွေကလေ့လာပြီးတော့ပြောထားတဲ့အချက်ခုနှစ်ချက်တမိနဲ့မျှော်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာနံပါတ်1အရေးကြီးဆုံးအချက်ကတော့လူကောင်းဆိုတာကိုချင်းစာတရားရှိရမယ်တဲ့ဟုတ်ကဲ့ပါအခုကတမိကလည်းပြောလိုက်တယ်ဟာတမိကတော့လူကောင်းဆိုတာစာနာသိရှိရတယ်ကိုချင်းစာတရားရှိရမယ်ထပ်မက်သားကိုစာနာပေးရမယ်နားလည်ပေးရမယ်ဒီနေရာမှာတော့တနာတာနဲ့စာနာပေးရတယ်မတူဘူးနော်ဟုတ်ကဲ့ပါဒီတစ်ခါကျမှားတတ်တယ်တနာတယ်ဆိုတာကစာနာပေးတာ မဟုတ်ဘူး တနာရဲဆိုတော့ကိုကသူများကိုနှိမ့်ချကြည့်လိုက်ပြီးတော့တနာလာအဲ့တော့အင်္ဂလိပ်မှာကျတော့ရှင်းတယ်တနာရဲဆိုတာကိုသူတို့က sympathy လို့ခေါ်တယ်အင်္ဂလိပ်လိုနော်စာနာပေးတာကျတော့သူက empathy လို့ခေါ်တယ်မတူရောက်လို့စာနာပေးရမယ်အဲ့တော့စာနာရဲဆိုတာဘာလဲစာနာရဲဆိုတာက နားထောင်လဲပေးဖို့လိုတယ်တချို့တွေကဘလောက်တောင်စာနာသိမ့်မရှိလဲဆိုကိုပဲပြောမယ်သူများပြောရင်နားမထောင်ဟုတ်လားတစ်ဖက်သားကိုနားလဲပေးရမယ်သူရဲ့ ဘာတွေဖြစ်နေတာလဲနော် तू ကဘာကြောင့်ဒီလိုဖြစ်နေတာလဲဆိုတော့စာနာစိတ်တွေရှိရပါမယ်ကိုချင်းစာတရားအင်တန်အရေးကြီးပါတယ်ဟုတ်ကဲ့ပါဆရာရှင်အဲ့ဒါဆိုလူကောင်းတယောက်မှာရှိတဲ့ရှိတိုက်တာကဒါကိုချင်းစာတရားဒါပထမအဆုံးအချက်ဆိုရင်နောက်ထပ်ပေါ့နော်ရှိတဲ့ရှိတိုက်တဲ့အချက်ကဘာပါလဲဆရာဒုတိယအချက်ကတော့လူကောင်းတယောက်ဆိုတာရိုးသားဖြောင့်မှန်ရမယ်ကိုချင်းတရားကောင်းတယ်လို့ဆိုတာရိုးသားဖြောင့်မှန်ရမယ်ရိုးသားဖြောင့်မှန်မယ်ဆိုရင်မှုသားမပြောနဲ့ပေါ့ဘယ်အခြေအနေမှာမဆိုမှုသားမပြောနဲ့ ယူသားဖြောင်းမတဲ့လူကခရီးတီးရမယ်နော်အချိန်ကိုလည်းပဲဒီစားဒီစားရပါမယ်တပည့်သားရဲ့ယုံကြည်မှုကိုရအောင်လေကိုကိုကိုပြုတ်မှု နေထိုင်မှုလိုပါတယ်တရားမလို့ယူသားဖြောင်းမခြင်းဟာလူကောင်းတယောက်ရဲ့ဂုဏ်တစ်ခု ဖြစ်ပါတယ်လူကောင်းတယောက်မှာရှိရမယ်နော်ကိုကျင့်တရားတစ်ခုဖြစ်ပါတယ်တပည့် โอเคပါဆရာအဲ့ဒါဆိုရင်ဆရာလူကောင်းတယောက်မှရှိရမယ်နောက်ထပ်ဂုံရင်းကနောက်ထပ်တစ်ချက်ကဩဆရာဘာမှလဲဆရာနောက်ချက်ကတော့လူကောင်းဆိုတာလူတွေပေါ်မှာစေတနာထားရမယ်လူတွေပေါ်မှာကြွေးကျင်တာနော်ပေးကျင်တာကူညီကျင်တာအလုပ်တစ်ခုလုပ်တဲ့အခါမှာစေတနာထားပြီးလုပ်တာကိုယ်လုပ်လို့သဘောထားပြီးတော့စေတနာထားလုပ်တာဝန်ထမ်းဖြစ်လာရင်ပိုရေးကြည့်တာပေါ့ဝန်ထမ်းတွေကကိုယ်လုပ်လို့ စေတနာထားပြီးလုပ်ရမယ်ဒါလူကောင်းမယ်ကိုကျင်တရားကောင်းတဲ့လူပဲဒီလိုပဲအလौရှင်ကလည်းပဲကိုယ့်ရဲ့ဝန်ထမ်းတွေပေါ်မှာကိုယ့်ရဲ့လုပ်သမားတွေပေါ်မှာစေတနာထားရမယ်ငါတို့တို့လှုပ်ပေးနေပါလားဆိုပြီးတော့စေတနာထားပြီးတော့တို့ရဲ့အရေးကိစ္စတွေကိုကြည့်ရှုဖို့လိုပါတယ်ဒါကြောင့်မလို့လူကောင်းတစ်ယောက်ဆိုတာစေတနာထားရမယ်လူတွေပေါ်မှာစေတနာထားတာလူကောင်းဖြစ်ပါတယ်နံပါတ်၄ချက်ကတော့ လူကောင်းဖြစ်လာလို့ရှိရင်တာဝန်ယူရမယ်မိမိကိုမိမိတာဝန်ယူတာကစတယ်ဘယ်လိုတာဝန်ယူရလဲလူကောင်းဆိုတာဥပဒေတွေကိုလေးစားလိုက်တာတဲ့စိတ်ကားတွေကိုလေးစားလိုက်တာတဲ့ကျင့်ဝတ်တွေကိုလည်းလေးစားလိုက်တာပါပဲမိမိအပြုအမူအပြောဆိုကိုကိုကထိမ့်သိမ်းရပါမယ်เนาะအလုပ်ထဲမှာလည်းပဲအလုပ်တွေနဲ့ပတ်သက်လာလို့ရှိရင်ကိုကတာဝန်ယူပြီးတော့လုပ်ရရပါဒါလူကောင်းမယ်ကိုကဘလောက်ပဲ တော်တဲ့လူဖြစ်နေပါလေတာဝန်ယူပြီးမလုံနိုင်အလကားပဲလေတမီးရဲ့ဒါကြောင့်မလို့လူကောင်းကပိုရေးကြီးရဲ့တာဝန်ယူပြီးလုံနိုင်တာလူကောင်းဖြစ်ပါတယ်နံပါတ်5ချက်ကတော့လူကောင်းဆိုတာတစ်ဖက်သားကိုလေးစားရမယ်လေးလေးစားစားဆက်ဆံရမယ်လူကောင်းနေဟာလူတိုင်းအပေါ်မှာမခွဲခြားဘဲနဲ့လေးလေးစားစားဆက်ဆံပါတယ်အဲ့တော့ဒါလေးတွေကိုဝင်မြနေရဲဆိုတာလဲတမီးရဲ့ကိုဟာ လူကောင်းဖြစ်လာလို့ရှိရင်ကိုယ့်လူတွေကချစ်ကြလိမ့်မယ်။ကိုကလူကောင်းဖြစ်လာလို့ရှိရင်ကိုယ့်ကိုကြီးတောင်းရင်ကိုယ့်ကိုပေးကြလိမ့်မယ်။ဒါမှမဟုတ်လူကောင်းဖြစ်လာရင်ဘဝမှာအောင်မြင်မှုတွေလည်းပိုင်ဆိုင်လိမ့်မယ်။ဒါကြောင့်မလို့ဆရာကကြည့်ရှုနေတဲ့ပြဿနာကလည်းဒါတွေကိုပြန်ပြီးတော့ကိုယ့်ကိုကိုယ်စမ်းစစ်သင့်တယ်။ငါမှဒီချက်တွေမရှိရလား။မရှိရင်ကိုယ့်မှာရှိလာအောင်ပြုစုပြုထားပါလိမ့်မယ်။ဟုတ်ပါဆရာ။ဒီနေ့ကြားလိုက်လို့မနေ့ကရှိသွားတယ်ဆိုတော့မဖြစ်နိုင်ဘူး။ ကြားလိုက်ပြီးလို့ရှိရင်ကိုကတွေးရပါလိမ့်မယ်။အော်ဒါလေးကကောင်းတဲ့ချက်လေးပဲ။ငါမှလိုနေပါလား။ငါပြုစုပြောထောင်မယ်။ဒါလေးကိုကောင်းအောင်လုပ်မယ်ဆိုရင်တွေးပြီးရင်တပြေးပြေးချင်းတပြေးပြေးချင်းပြောင်းလဲပြီးတော့ပြုစုပြောထောင်ပါလိမ့်မယ်။နံပါတ်6အချက်ကတော့လူကောင်းဆိုတာခွင့်လွတ်နိုင်ရမယ်။တပတ်သားပေါ်မှာခွတ်လွတ်နိုင်တဲ့လူကလူကောင်းမှာစိတ်ကောင်းရှိတဲ့လူကကိုကျင်တရားကောင်းတဲ့လူပါခွတ်လွတ်တယ်ဆိုတာအင်မတန်မှတတ်တည်ရှိမှာ ခွတ်လွတ်နိုင်ပါတယ်လူကောင်းနေရာခွတ်လွတ်ပါတယ်ဟုတ်ကဲ့ပါဆရာအကာရတွေမထားပါဘူးနောက်ဆုံးချက်ကတော့လူကောင်းဆိုတာတစ်ဖက်သားရဲ့ကျေးဇူးကိုသိတတ်ရမယ်ကျေးဇူးတင်ပါတယ်ဆိုတာကိုလည်းပြောဖို့လိုတယ်ဆရာတို့ကလက်ဖက်ရည်ဆိုင်သွားပြီးတော့လက်ဖက်ရည်တောက်တာတော့မှဇဝဲတို့ကလက်ဖက်ရည်လေးလာချလိုက်တဲ့အခါမှာကျေးဇူးတင်ပါတယ်လို့ပြောတတ်အောင်ကိုကိုကိုလေ့ကျင့်ပြုစုပြောထောင်နေပါတယ်။ဘာပဲလို့လို့ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးကိုပြောခြင်းဟာကိုယ့်ရဲ့စိတ်ကိုလည်းကောင်းမွန်တဲ့ဘက်ကိုရောက်စေပါတယ်။ဒါကြောင့်မလို့လူကောင်းနေရာကျေးဇူးတင်တယ်ဆိုတဲ့စကားကိုပြောပါတယ်။ကျေးဇူးတင်တယ်ဆိုတဲ့နေရာမှာလည်းအပြန်အလှန်ကျေးဇူးတွေကိုလည်းတိတက်ပြီးတင်ဖို့လိုပါတယ်။အလို့ရှင်ကလည်းကိုယ့်ဝန်ထမ်းတွေကိုယ့်လူသမားတွေပေါ်မှာသူတို့ကိုကျေးဇူးသိပြီးကျေးဇူးတင်ဖို့လိုသလိုဝန်ထမ်းတွေကလည်းပဲလူသမားတွေကလည်းကိုယ့်အလို့ရှင်ပေါ်မှာကျေးဇူးသိပြီးတော့ကျေးဇူးတင်တတ်ဖို့လိုပါတယ်။